ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့နိုင်ငံတကာအနေနဲ့စစ်အုပ်စုကပြုလုပ်မဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစီရေးသဘောတူညီချက်စာချုပ် NCA ရှုပ်ဆိုတဲ့ဆင်းနှစ်ပြည့်ပွဲကိုမတက်ရောက်ကြဖို့အတွက် NCA လက်မှတ်ရေးထိုးထားရမှာပါဝင်ခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့6ခုကတိုက်တွန်းလိုက်ပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ရှင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပအိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO မွန်ပြည်သက်ပါတီ NMSP နဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကမနေ့ကအော်တိုဘာလ23ရက်နေ့မှာပူးတွဲကြညာချက် ထုတ်ပြန်ပြီးတော့တိုက်တွန်းလိုက်တာဖြစ်ပါတယ်2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်အဲ့ဒီ NCA အကောင့်တွေဖော်ဆောင်မှုလုပ်ငန်းစဉ်ဟာလည်းရပ်ဆိုင်းသွားပြီးတော့စက်ခုစုပ်တစ်ခုအဖြစ်ကိုရောက်ချီသွားပြီလို့ဆိုထားပါတယ်ပြည်သူလူထုကိုနေ့စဉ်ပုံကျဲတက်ဖြတ်တာ လူငယ်တွေကိုအတမစင်မူထန်ခိုင်းစီတာတွေပြုလုပ်နေတဲ့စစ်အုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်တွေမှာပါဝင်တာဟာမြန်မာနိုင်ငံနဲ့ဒေသတွင်းမတည်ငြိမ်မှုတွေကိုဖန်တီးနေတဲ့စစ်အုပ်စုကိုထောက်ခံရကြလို့ဒီအခမ်းအနားကိုမတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနဲ့အတူယက်တီချောင်းပြသပေးဖို့ကို UNRCN နဲ့နိုင်ငံတကာတန်တမန်တွေကိုတိုက်တွန်းလိုက်တာပါမြန်မာနိုင်ငံရဲ့ပြည်ထနာကိုနိုင်ငံရေးနေလန့်နဲ့ဖြည့်ရှင်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ NCA စာချုပ်ကို KNU CNF ABSDF PNLO, ALP, DKBA, RCSS, KNU, NMSP နဲ့ LGU စတဲ့လက်မှတ်ထိုးထားခဲ့တဲ့အဖွဲ့စည်းပွဲရှိခဲ့ပါတယ်။ NCA ကိုလက်မှတ်ထိုးခြင်းကကုလသမဂ္ဂဥရောပသမဂ္ဂ American, Japan, Thai, တရုတ်နဲ့အိန္ဒိယတို့ပါအတိတ်တွေအဖြစ်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးအဲဒီနိုင်ငံတကာအတိတ်တွေတွေလည်းအခု NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ဖို့ရှိတယ်လို့ စစ်ကောင်းဆောင်ဘူချုံမူကြီးမင်းအောင်လိုင်ကမကြသေးမီကထုတ်ပြန်ပြောဆိုအပြီးမှာအခုလိုတော်လန်ရေးတပ်ဖွဲ့6ခုကပူးတွဲထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။